ဒါကတော့အိန္ဒိယနိုင်ငံကမင်္ဂလာပွဲတစ်ခုပါအာတူပါမဟုတ်ဘူးနော်မြင်ရတဲ့အတိုင်းကြွားရလာတဲ့အေးပြိသက်တွေကသူတို့သမီးလေးကိုနှမျောလို့ဆိုပြီးငိုကြွေးနေကြတာဖြစ်ပါတယ်သူတို့တလေအရငိုတဲ့သူများလေးသူတို့သမီးကဂုံတက်လေပါပဲအဖိုးတန်သမီးကောင်းယတနာလေးကိုနှမျောတယ်ဆိုတဲ့သဘောပါကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့အယိုက်ခံရနိုင်ပါတယ်တချို့ကတော့ရင်ထဲကပါပဲမဲ့တချို့ကလည်းပြီးသွားအေးရောဆိုပြီးမြန်မြန်ငိုပြီးမြန်မြန်ပြန်သွားကြတာပါပဲ။ ဒီလိုပါပဲတရုတ်နိုင်ငံကအတူကြီးအတိုင်းသားတွေမှာလေသူတို့သမီးကမိဘတွေကိုကျေးဇူးတင်ကြောင်းမိသားစုကိုချစ်ခင်ကြောင်းဖော်ပြတဲ့အနေနဲ့ငိုရပါတယ်မငိုတဲ့သူဆိုရင်အသိပညာနည်းပါးတဲ့သူမိဘကျေးဇူးမတိတတ်တဲ့သူလို့ပေါင်းကျင်ကသတ်မှတ်ပါတယ်သူတို့သမီးဟာမင်္ဂလာပွဲမကျင်းပမီတလအလူကလေးကနေတိုင်းနေတိုင်းတနာ ਈ ကန့်ငိုရပါတယ်အလိုနဲ့ဆဲကြပြီးတဲ့နောက်မှာအမေဖြစ်သူကပါရော့ပြီးငိုရပါတယ်နောက်ဆယ်ရက်မှာတော့အဖွားပါပါလာပြီးအဲ့နောက်ရက်မှာတော့တမိသားစုလုံးမှာငိုရတော့တာပေါ့ဗျာ တချို့ဆိုရင် crime merit ဆောင်းလို့ခေါ်တဲ့ငိုချင်းတချင်းကိုအတန်ဒီအတန်ထားအမျိုးမျိုးနဲ့ပါတည်ဆူကြပါသေးတယ်။တမိမိုက်လို့အပြောခံလို့တော့မဖြစ်ပါဘူး။ညည်ကြကြမကြကြခုနှစ်အိမ်လောက်ကြာအောင်တော့អော်လိုက်ကြပါနော်။ဒါကတော့နိုင်ဂျီးရီးယားနိုင်ငံကမင်္ဂလာဆောင်တစ်ခုပါ။သူတို့တမိလက်ထဲမှာပတ်စံဒီတပွေတပိုက်ကြီးရှိနေပေမဲ့သူ့မျက်နှာကိုကြည့်ရတာတော့တိတ်ပြီးကျေနပ်ပုံမရသေးပါဘူး။ဒါကလည်းသူတို့ရဲ့ဒလိတစ်ခုပါ။သူတို့တမိကသူ့ကျေနပ်တဲ့ပတ်စံပမာဏကိုရမှပြုံးလာမှာဖြစ်ပါလိမ့်။ ကြည်ရတာတော့ honeymoon အတွက်ပါပတ်စံကြိုဆုနေတယ်လို့ပါပဲသူတို့တမီမလုံးတဲ့မှာဘူးဓမြတိုက်စားတင်ပါလေအာပြဲရှာပြဲနဲ့အော်အော်ပြီးရေတက်တဲ့မိန်းကလေးတွေအတွက်တော့တိတ်မကြိုက်ဘူးပေါ့ဗျာတရွာတပုံစမ်းဆိုတယ်လို့ဒေတာတစ်ခုနဲ့တစ်ခုဒလိထုံးစံတွေကတော့မတူညီကြပါဘူးအင်ဒိုနီးရှားနိုင်ငံဘော်နီယိုတိုင်ရမျိုးနေစုကတော့သူတို့အသားနဲ့သူတို့တမီဟာမင်္ဂလာဆောင်ပြီး၃ရက်အတွင်းအိမ်သာလုံးဝမသွားရပါဘူးအပေါ်ရောအလီရောဘာတစ်ခုမှကိုမရတာပါနောက်ပြီးဒီစိန်ခေါ်မှုကိုလိုက်နာခြင်းရှိမရှိစောင့်ကြည့်ဖို့အတွက် မိသားစုဝင်ဒါမှမဟုတ်ဆွေမျိုးသားချင်းတွေကကြီးကြပ်ပေးပါရယ်ဒီလူမျိုးတွေရဲ့ယုံကြည်ချက်ရမင်္ဂလာဆောင်ပြီးပြီးချင်းမစင်စွန့်တာဟာမကောင်းတဲ့ကံကြမ္မာတွေကိုယူဆောင်ပေးလာတယ်လို့ယူမြင်ကြပါရယ်မစင်စွန့်ခြင်းဟာအိမ်တော်ပြိုကွဲခြင်းဖောက်ပြန်ခြင်းကလေးများတည်ဆုံခြင်းဒါမှမဟုတ်အိမ်တော်တက်တန်တိုးတောင်းခြင်းစတဲ့ကံဆိုးမှုတွေကိုဖြစ်စေတယ်လို့ယုံကြည်ကြပါရယ်ဒီစိန်ခေါ်မှုကိုအောင်မြင်စွာဖျက်ချော်နိုင်မှသာပြိုချင်းသားရပြီးအေးချမ်းတဲ့အိမ်တော်ဘဝကိုပိုင်ဆိုင်ရမယ်လို့ယုံကြည်ကြပါရယ်ဒါအကြောင်းဒီတလေးကို ျိုးဆက်ပေါင်းများစွာလက်ဆင့်ကမ်းလာပြီးအခုထိလည်းလက်ခံနေကြဆဲဖြစ်ပါတယ်။တငယ်ချင်းတို့လည်းဒီမျိုးနယ်စုတွေကအကောင်မလေးတယောက်ယောက်ကိုလက်ထပ်ဖို့ရည်ရွယ်ထားရင်တည်တည်ချာချာစဉ်းစားဖို့တော့လိုပါလိမ့်မယ်။နောက်ပြီး၃ရက်လောက်အိမ်သာမသွားဖို့ကြိုပြီးလေ့ကျင့်ထားတင်ပါတယ်။ဒါကတော့အာဖရိကကမင်္ဂလာဆောင်တစ်ခုပါ။မင်္ဂလာပွဲပြီးတာနဲ့သတို့သားနဲ့သတို့သမီးတွေမကပဲမင်္ဂလာကလေးကြီးကိုပါမှပြီးလှည့်လေရပါတယ်။နောက်ကဆွေမျိုးသားချင်းတွေကလည်းလက်ဖွဲ့ပစ္စည်းတွေအကုန်လုံးကိုတဲပြီးတရွာလုံးကိုလှည့်လေပြသရပါတယ်။ ဒါတရွာလုံးကိုတက်တည်ပြတယ်ဆိုတဲ့သဘောပါ မင်္ဂလာကရင်ကကြီးမခိုင်ခန့်လေးသတို့သားရဲ့အချက်ကစစ်မှန်လေးပါပဲပျော်ရှင်သားရတဲ့အိမ်ဆောင်ရေးကိုပိုင်ဆိုင်ရမယ်လို့ယူဆကြပါတယ်မင်္ဂလာကရင်ကခနော်ဒီခနော်နဲ့ဆိုရင်တော့ကြောင်နဲ့ကြက်လိုခုတ်လိုက်ကြိုက်လိုက်နဲ့တကြက်ကြက်ဖြစ်နေအောင်ပါပါပဲ